ားလုံးပဲမင်္ဂလာပါတတိယဝါသနာရှင်များအတွက် Star Soul Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဟုတ်ကဲ့ကျွန်တော်တို့16ရက်12လပိုင်း2025အတွက်တတိယကျွန်တော်တို့လုံးပိုင်း key site လေးကိုကျွန်တော်မိတ်ဆွေများကိုကျွန်တော်အကောင်းဆုံးတက်ပြပေးတော့မှာဖြစ်ပါတယ်ခင်ဗျာဒီတနင်္လာရက်တော့မိတ်ဆွေတို့အတွက်အကောင်းဆုံးတနင်္လာတစ်ခုလည်းဖြစ်ပါတယ်ခင်ဗျာဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့တနင်္လာကိုကျွန်တော်အကောင်းဆုံးရွေးချယ်ပြီးတော့ဗောနော်မိတ်ဆွေတို့ဒီနှစ်မကုန်ရင်ကျွန်တော်ပြသပေးမှာဖြစ်ပါတယ် အဲ့တော့ကျွန်တော်ဒီမှာ6ခွန်8ကနေပြီးတော့ကျွန်တော်ရင်နော်တတိယဝါနရှင်မိတ်ဆွေများအတွက်ကိုကျွန်တော်လုံးပိုင်းစိုက်လေးနဲ့ကျွန်တော်ပထမဦးစွာခြားပြပေးသွားမှာဖြစ်ပါတယ်အဲ့ဒါကတော့ကျွန်တော်ဘယ်လိုလဲဆိုတော့ကျွန်တော်တို့ဒီမှာ6ခွန်8အပင်ကနေပြီးတော့ကျွန်တော်တို့ဒါပေးနေကြပါတော့ဒီလုံးပိုင်းစိုက်လေးဆိုလို့ဆိုရင်မိတ်ဆွေတို့အရင်နဲ့လည်းကောင်းပါတယ်နော်သူကဒီ၄ခက်၄ခက်စီလေးပေါ့ဗျာနော်၄ခက်စီလေးစိုက်လေးနဲ့ကျွန်တော်ဒါ ိတ်ဆက်ပေးမှာဖြစ်ပါတယ်အားလုံးပဲကျွန်တော်2025ခုနှစ်မှာเนาะ23ချိန်မြောက်မှာကျောင်းမိတ်ဆွေများအောင်မြင်မှုရရှိဖို့အတွက်ကျွန်တော်လုံးဝစိုက်လေးချပြပေးခြင်းပဲဖြစ်ပါတယ်ကိုယ်နဲ့ကိုယ်နဲ့ပေါင်းနှလုံးပေါင်းရင်းရင်ရှစ်ဖြစ်ပါတယ်เนาะကိုယ်နဲ့ကိုယ်နဲ့ပေါင်းနှလုံးပေါင်းရင်းသည်ရှစ်ဖြစ်ပါတယ်6နဲ့6နဲ့9နဲ့ပေါင်းနှလုံးပေါင်းရင်းသည်9ဖြစ်ပါတယ်ခင်ဗျာ6နဲ့9နဲ့ အနလုံးမောင်းခြင်းဒီငါဖြစ်ပါတယ်။အဲတော့ဒီမှာကျွန်တော်တို့တလင်းငါလို့ကျွန်တော်တို့ထပ်ပါတယ်နော်။ပြီးတော့ဆိုရင်ကျွန်တော်တို့ဒီမှာရှိရဲရှိရဲ၄ရဲ့ပေါင်းနှလုံးမောင်းခြင်းဒီရှိရဲ၄ရဲ့ပေါင်းနှလုံးမောင်းခြင်းဒီနှစ်ဖြစ်ပါတယ်။အရင်နှစ်ဒီကျွန်တော်တို့ဒီမှာ2 5 2နှစ်လို့ထပ်ပါတယ်ပေါ့နော်။ကဲဒါဆိုလို့ဆိုရင်ကျွန်တော်တို့ဒီမှာ1ရဲ့6ရဲ့ပေါင်းနှလုံးမောင်းခြင်းဒီ6ဖြစ်ပါတယ်တဲ့နော်။အဲ့ဒီ6ဒီကလုံးဝဖြစ်ပါတယ်ပေါ့နော်။အဲ့ဒီ6ဒီလုံးဝဆိုတော့ကျွန်တော်တို့က ဒီလုံးမိုင်ကတော့နည်းနည်းတော့ထူးကြတယ်ဗျသူပေးလာတဲ့ပုံစံကနော်အဲ့တော့ကိုနဲ့ကိုနဲ့နှလုံးပေါင်း6 6နဲ့ကိုနဲ့ပေါင်းနှလုံးပေါင်းက7နဲ့4နဲ့ပေါင်းနှလုံးပေါင်း2ဆိုတာလေးကနည်းနည်းထူးကြတယ်နော်အဲ့မိတ်ဆွေများအဲ့တော့ဘလို့ထူးကြလဲဆိုတာကိုကျွန်တော်ဒီလုံးမိုင်ကိုကျွန်တော်နောက်ထပ်ပေါ့နော်ဒီနေရာလေးနဲ့ကျွန်တော်ထပ်ပြီးတော့ရှင်းပြခြင်းမှသေးတယ်ပေါ့နော်အဲ့တော့နေရာလေးနဲ့ ထပ်ပြီးတော့မရှင်းပြပေးခင်နောက်ထပ် key site လေးကိုကျွန်တော်ထပ်မှန်ပြီးတော့ပြပါဘောเนาะအဲ့ဒီ key site နဲ့ကျွန်တော်တွဲပြီးရောပြလိုက်မယ်ဆိုရင်ကျွန်တော်မိတ်ဆွေများဒီလုံးဝနေရဘောလို့ ठी เนาะအကောင်မှုရှိလဲဆိုတော့နောက်မိတ်ဆွေတို့တွေ့မြင်ရမှာဖြစ်ပါတယ်เนาะအဲ့အဲ့ကျွန်တော်တို့ဒီ site လေးကတော့မိတ်ဆွေတို့အတွက်ပေါ့เนาะတော်တော်လေးကိုကျွန်တော်ဘက်ကတော့တရားရခိုင်နှုံးကျွန်တော်ယုံကြည်ချက်အပြည့်ရှိပါတယ်ပေါ့เนาะအဲ့ဒါကြောင့်မို့လဲဒီ site လေးကိုကျွန်တော် အခုမှကျွန်တော်ဒါချပြရပေးခြင်းမှဖြစ်ပါတယ်ပေါ့နော်ကဲဒါဆိုရင်ကျွန်တော်တို့ကဒီနောက်ထပ် key လေးတစ်စိုက်ကိုကျွန်တော်တို့ထပ်မှန်ပြီးတော့ကျွန်တော်တို့ကြည့်အောင်ပေါ့နော်အဲ့ဒါကျွန်တော်ဘယ်လိုပုံစံနဲ့ကျွန်တော်ရှင်းပြပေးထားလဲဆိုတော့မိတ်ဆွေတို့မြင်ရမှာဖြစ်ပါတယ်ပေါ့နော်အဲ့တော့ကျွန်တော်ကြည့်အောင်ဟာရီယကျွန်တော်တို့6ရက်6ရက်ဟာရီယ6ရက်ပေါ့နော် ဒီတောလုံးကိုကျွန်တော်တို့ကပေါင်းมาဖြစ်ပါတယ်အခုအစဲအောင်လေးနဲ့ကျွန်တော်ခြေထားတယ်ခဏတောလုံးပေါ့နော်အဲ့ဒီတောလုံးပေါင်းခြင်းဒီကျွန်တော်တို့ကဘာရမလဲကျွန်တော်တို့တက်ရပါတယ်ပေါ့နော်အဲ့ဒီတက်ကို ကျွန်တော်တို့ပါဝါလေးပြန်ခေါ်လိုက်မယ်ဩ sorry တက်ကိုကျွန်တော်တို့နှက်ခတ်ပြန်ခေါ်လိုက်มาဖြစ်ပါတယ်ပေါ့နော်တက်ရဲ့နှက်ခတ်ဒီရှစ်ဖြစ်ပါတယ်ပေါ့နော်တက်ရဲ့နှက်ခတ်ဒီရှစ်အဲ့ဒီတောလုံးပေါင်းခြင်းဒီတက်ရဲ့နှက်ခတ်ရှစ်ဒီရဲ့ကျွန်တော်တို့က လုံးပိုင်ဖြစ်ပါတယ်တဲ့နော်ဒါတွနီးကိုကျွန်တော်တို့လိုးတလိုလှုပ်ယူထားတဲ့နီးစနစ်မဟုတ်ဘူးနော်ဒါသူ့ရဲ့ဒီစီကြောတိုင်းနော်သူ့ရဲ့စီကြောတိုင်းတွားနေတဲ့ပုံစံပေါ့နော်ကျွန်တော်ကဒါလေးတဘောအရင်ကြားတယ်ပေါ့နော်ဒီလိုလုံးပိုင်လေးဒီကိုအော်ကျွန်တော်ဒီမှာတစ်ချက်ကြည့်အောင်ပေါ့နော် 6ရက်8ရက်ပေါင်းတော့4ဖြစ်ပါတယ်6ရက်8ရက်ပေါင်းတော့4ဟာရီက8နဲ့ထပ်ပေါင်းတော့ကျွန်တော်တို့က2ဖြစ်ပါတယ်ပေါ့နော်အဲ့2ကိုကျွန်တော်တို့ကသုံးလုံးပေါင်းခြင်းဒီ2ရပါတယ်2ကိုကျွန်တော်တို့ကနှက်ခတ်ယူมาဖြစ်ပါတယ်2ရက်နှက်ခတ်ဒီ4ဖြစ်ပါတယ်အဲ့ယူလိုက်တဲ့နှက်ခတ်4ဒီလုံးမှန်ဖြစ်ပါတယ်ပေါ့နော်အခုကျွန်တော်အမှန်ချင်းလေးနဲ့ထောက်ပြတာဖြစ်ပါတယ်အဲ့သူ့ရဲ့အောက်မှာ105လို့ထွက်ထားတယ်နော်105 တီလင်းငါချိန်တော့ကျွန်တော်မိတ်ဆွေများကျွန်တော်လင်းငါအတွဲလို့ကျွန်တော်ချပြပေးဘူးခဲ့တယ်နော်အဲ့တော့ကျွန်တော်ကမိတ်ဆွေများကိုဒိုင်းမို့တင်ပြတဲ့ခါကြလို့စင်ပါနော်အဒီလောပိုင်းတစ်ခုတည်နော်ကျွန်တော်တစိုက်သေးတော့တွေ့ချင်းတော့မဟုတ်ပါဘူးပေါ့နော်အဲ့တော့မိတ်ဆွေတို့ကြည့်အောင်အဆင်ပြေအောင်နော်ကျွန်တော်အကောင်းဆုံးကြိုးစားပြတာဖြစ်ပါတယ် site တွေတွေ့တိုင်းအကုန်လုံးချုပ်ပြမယ်ဆိုရင်เนาะ video file ကအရင်ရှည်သွားမှာဖြစ်ပါဘောเนาะဒါကြောင့်မလို့ ကျွန်တော်အတန်နိုင်ဆုံးယုံကြည်ချက်အပြည့်နဲ့ကျွန်တော်ချပြပေးခြင်းမဖြစ်ပါတယ်အဲ့တော့၈ငါသုံးလုံးပေါင်းခြင်းဒီ၄၄ရက်နှစ်ခန့်နှစ်တည်တဲ့အခုဒီမှာကျွန်တော်နော်ကာလာလေးတွေနဲ့ကျွန်တော်ရွေးချယ်ထားတဲ့ဝိုင်းနာတဲ့ကနန်းဒီလုံးမှန်ဖြစ်ပါတယ်အဲ့တော့ဒီမှာကျွန်တော်တို့တည့်ရဲ့နှစ်ရဲ့နှစ်ရဲ့ဆိုပြီးတော့ကနန်းသုံးလုံးကိုကျွန်တော်တို့ပေါင်းမှဖြစ်ပါအဲ့သုံးလုံးပေါင်းခြင်းဒီကျွန်တော်တို့က900ရတယ်ပေါ့နော် အော်ဒါလေးကစီဖြစ်ပါတယ်ဗောနော်လေးကစီကျော်ဆိုင်လေးကိုကျွန်တော်ပြတာဖြစ်ပါတယ်နော်ပြလာတာလေးကစီကျော်ဖြစ်ပါတယ်နော်ဘာကြောင့်လဲဆိုတော့အခုတတိတိမပေါက်တဲ့အားနဲ့ချက်သည်ကျွန်တော်နော်အဲတူဒီဘက်ကိုအာယုံအစိုက်များသွားတာဖြစ်တဲ့အတွက်တတိတိကိုကျွန်တော်နည်းနည်းဒီဘက်နှစ်တင်ပါ နော်အရင်နှစ်တည်းရတဲ့ကျွန်တော် 2D ကိုမပြဘူး 3D တခုသေးတာပြတာဖြစ်တဲ့အတွက်မနေ့ကဆိုရင်ကျွန်တော်မိတ်ဆွေများနှစ်ကြိမ်သုံးကြိမ်ပေါက်ွက်ဝင်มาတယ်နော်အဲဒီနေ့ထဲမှာတော့ကျွန်တော်တို့တောလုံးတူနဲ့ပဲအဲကျွန်တော်တို့ပက်လက်ထိုးတဲ့သူတွေပဲကျွန်တော်ပေါက်ွက်ရတယ်နော်ကျွန်တော်ကိုယ်တိုင်လည်းဒီနေ့ထဲမှာနော်အလုံးတူတွေနဲ့ကျွန်တော်တို့နော်ပေါက်ွက်နဲ့လွှဲနေရတဲ့အချိန်နေဒီ23ကြိမ်ထိပါပဲပေါ့နော်အဲ့တော့ကျွန်တော်ဒီ23 24 မှာကျွန်တော်တို့23 24ချိန်မြောက်မှာကျွန်တော်တို့เนาะကြံနှစ်ချိန်မှာကျွန်တော်အကောင်းဆုံးကြိုးစားပေးတယ်ပေးမယ်လို့ကျွန်တော်ဆုံးဖြတ်ထားပါတယ်เนาะအားလုံးပဲကဲဒါဆိုနောက်တစ် key design ကိုထည့်ကြည့်အောင်ပေါ့เนาะအော်6ခွန်6ဆိုတဲ့ကဏ္ဍ3လုံးကိုကျွန်တော်တို့ပေါင်းမယ်เนาะ6ခွန်6ဆိုတဲ့ကဏ္ဍ3လုံးပေါင်းလိုက်တယ်အဲ့ဒီပေါင်းခြင်းရက်ရက်လက်တွေလုံးမှန်ဖြစ်ပါတယ်เนาะအဲ့ဒီ ောင်းခြင်းရဲ့ရလက်ကိုကျွန်တော်လုံးမိုင်းဖြစ်ပါတယ်ကျွန်တော်ပါဝါလည်းမခေါ်ဘူးနှက်ခက်လည်းမခေါ်ဘူးเนาะအဲ့တော့ကျွန်တော်ဒီမှာချစ်လုံးမိုင်းရဲ့ဟာဒီမှာကျွန်တော်တို့တရနှက်ခက်ရှစ်ဒီလုံးမိုင်းရဲ့ရှစ်ကိုရှစ်လို့အပီးကြတာတယ်เนาะရှစ်ကိုရှစ်လို့အပီးတစ်ချိန်ကြတာတယ်ဟုတ်ပြီလားနော်အဲ့တော့ဒီ site မျိုးကိုကျွန်တော်တို့ကမကင်သိမ့်ဘူးလားကျွန်တော်မေးစွေများကျွန်တော်မေးခွန်းတစ်ချက်ထုတ်ပါမယ်နော် အဒီလက်တွက် site ကိုကျွန်တော်မိတ်ဆွေများမကင်သိဘူးလားကင်သိလားဆိုတော့မိမိကိုယ်တိုင်ဆုံးဖြတ်ပါကြိုက်နှစ်တမယူပါနော်မကြိုက်နှစ်တိုင်လုံးဝမယူပါနဲ့โอเคနော်အဲ့တော့ရှေ့ရကိုယ်ရရှေ့ရဆိုရင်ကဏ္ဍ၃လုံးကျွန်တော်တို့ပေါင်းတာဖြစ်ပါတယ်အဲ့ဒီ၃လုံးပေါင်းခြင်းဒီကျွန်တော်တို့ကဘာရမလဲရှင်းနဲ့ကိုယ်နဲ့ပေါင်းတော့ခွန်ရပါတယ်ဟာဒီကရှင်းနဲ့ထပ်ပေါင်းမှာဖြစ်ပါတယ်နော်အဲ့တော့၃လုံးပေါင်းခြင်းဒီကျွန်တော်တို့25 5လို့ရပါတယ်ဗောနော် အဲ့မှာ9ဆိုတော့ကျွန်တော်တို့ဒီအောက်မှာထွက်လာတာကတော့145ဒီဘက်မှာလည်းလုံးမရနှလုံးပေါင်းချင်းဒီကျွန်တော်တို့နှစ်ဖြစ်ထားတယ်ပေါ့နော်ကဲဒါဆိုရင်ကျွန်တော်တို့ကဒီမှာပေါ့နော် ခေတ္တဆိုရင်ကျွန်တော်တို့ဒီမှာသုံးလုံးပေါင်းခြင်းဒီကျွန်တော်ဗာရမလဲသုံးလုံးပေါင်းခြင်းဒီဗာရမလဲဟာဒီမှာတိရဲ့ကိုရဲ့ပေါင်းတော့30ငါးနဲ့ပေါင်းတော့9เนาะဒါဆိုရင်ကျွန်တော်တို့ကဒီမှာ3ကက်မြောက်ဖြစ်ပြီเนาะ3ကက်ဆိုတော့ကျွန်တော်ဒီမှာကြတော့လဲ1 9 1ဆိုတာအပီးကြပြန်တာပဲလို့เนาะ အရင်ကောင်းတဲ့မုံလေးပဲနော်အရင်ကောင်းတဲ့မုံလေးဖြစ်ပါတယ်ရှစ်ကိုရှစ်ကိုရှစ်မှာတစ်ချိန်အပီးဝင်သွားတယ်နော်တလင်းငါးမှာတော့ကျွန်တော်လေးငါးနဲ့ကျွန်တော်တို့အတွဲပဲကြံ့တယ်နော်ကဲဒါဆိုရင်ကျွန်တော်တို့ဒီမှာနှစ်ငါးနှစ်မှာကြတော့ကျွန်တော်တို့အပီးနော်နှစ်လုံးပိုင်းနှစ်လုံးပိုင်းငါးလုံးပိုင်းနဲ့အပီးကျွန်တော်တို့ရိုက်သွားပါတယ်နော် အဲ့တော့ကျွန်တော်မိတ်ဆွေများအလုံးပဲเนาะအဲ့တော့ဒီမှာကျွန်တော်တို့ကနန်းတူညီနေတဲ့အနေအထားတစ်ခုမှကြတော့เนาะကျွန်တော်အပြီးနှစ်ချက်ရိုက်ထားတာတွေ့ရတယ်ပေါ့เนาะကနန်းတူနေတဲ့အနေအထားနှစ်ခုမှာအပေါ်မှာကျွန်တော်တို့ရှစ်လုံးပိုင်းရှစ်လုံးပိုင်းနှစ်ချက်ရိုက်တယ်ကိုတစ်လုံးပိုင်းနဲ့เนาะအပြီးဖြစ်သွားတယ်ဒုတိယကတ်မှာ၅လုံးပိုင်း၅လုံးပိုင်းနှစ်ချက်ရိုက်ထားတယ် နော်လေးတလုံးပိုင်းနဲ့လေး၅ဆိုတဲ့အတွဲနဲ့ပြီးတယ်တတိယမြောက်မှာနှစ်လုံးပိုင်းနှစ်လုံးပိုင်းနဲ့ငါးလုံးပိုင်းနဲ့အပီး2 5 2နှစ်လို့ထွက်ထားတယ်နော်အဲ့တော့ဒီပွဲမှာလည်းကျွန်တော်တို့ကဒီ6လုံးပိုင်းနဲ့ကျွန်တော်တို့3လုံးပိုင်းနဲ့7လုံးပိုင်းနဲ့ဆိုပြီးတော့ကျွန်တော်တို့ကအပီးထွက်နိုင်ချေရှိနိုင်လားဆိုတာလေးကိုတော့မိတ်ဆွေများဒါမှမဟုတ်အတွဲပဲထွက်နိုင်လားဆိုတာလေးကိုတော့ အဲကျွန်တော်တို့စောက်ကြည့်ရမှာဖြစ်ပါတယ်ဗောနော်အဲသူကဒါလေးကမြောက်ဖြစ်ပါတယ်ဗောနော်လေးကမြောက်ဘေးရင်လေးကမြောက်ဖြစ်ပါပြီအလုံးမေးအဲ D20 လေးကတော့ကျွန်တော်တော်တော်လေးကိုသဘောကျတယ်ဗောနော်သဘောကျဆိုတာလဲအချိန်တော့တော်တော်ပေးထားတာပေါ့ဒီတနည်းကိုတွေးဖို့အတွက်ဆိုလို့စင်ပေါ့နော်အဲ့တော့ကျွန်တော် မိတ်ဆွေများအားလုံးနော်ဒီတွင်နေလေးလောမိုင်းဆိုင်လေးတွင်နဲ့နော်ဒီကီးဆိုင်လေးတွင်နဲ့အားလုံးပဲဒီ23ချိန်မြောက်မှာအောင်မြင်ကြပါစေလို့ကျွန်တော်ဆုတောင်းပေးလိုက်ပါတယ်နော်ကဲဒါဆိုလို့စရင်ကျွန်တော်တို့ဒီမှာထပ်ပြီးတော့နော်ဒီနှလုံးပေါင်းနှစ်ကလည်းကျွန်တော်တို့ဒီမှာ2 9နှစ်လို့ကျွန်တော်တို့ နောက်ပိတ်ကိုဆင်းရတာเนาะအဲ့ဒီဒီ6ကဆိုလို့ဆိုရင်တော့ကျွန်တော်တို့ဒါလုံးပိုင်းเนาะနောက်ပိတ်နောက်ပိတ်6ကိုပဲကျွန်တော်တို့ပြရမယ်အနေထားမျိုးတွေ့ရတယ်ဗောနော်အဲ့သူကတလီကတ်မြောက်မှာလဲနောက်ပိတ်ကိုပဲပြမယ်ဆိုတော့เนาะကျွန်တော်မိတ်ဆွေများအရန်6ကွက်ကိုကျွန်တော်တို့ဒါလက်ထိုးရတာနည်းနည်းတတ်တာဗောနော်ဒါပေမဲ့လဲဟို6ကွက်လုံးထိုးခြင်းနဲ့ထိုးဗောဗျာเนาะကျွန်တော်ကတော့ဒီမှာအကွက် နဲနိုင်တော့နဲအောင်ကျွန်တော်တက်နိုင်ဆုံးကျွန်တော်ရှင်းပြထားတယ်နော်အခုဒီမှာဇောင်းပေါင်းချင်းနှလုံးပေါင်းချင်းရှစ်တီကိုနဲ့ကိုနဲ့နှလုံးပေါင်းရှစ်တီရှင်းနောက်ပိတ်ငါးနဲ့ခြောက်ငါးနဲ့ကိုနဲ့နှလုံးပေါင်းချင်းဒီငါးနောက်ပိတ်လေးနဲ့ရှင်းနဲ့နှလုံးပေါင်းချင်းဒီနှစ်နောက်ပိတ်တင်းနဲ့ငါဇောင်းပေါင်းချင်းဒီ6နောက်ပိတ်ဆိုပြီးတော့ကျွန်တော်တို့ပေးရတာတွေ့ရပါတယ်ခင်ဗျာနော် ဲဒါဆိုလို့စီကျွန်တော်တို့ဒီ6နောက်ပိတ်နဲ့နော်6နောက်ပိတ်နဲ့ကျွန်တော်ဒီ6နောက်ပိတ်နဲ့ကျွန်တော်တို့ဒီမှာ8လုံးပိုင်းနော်3လုံးပိုင်းနဲ့ကတော့ကျွန်တော်တို့ထိပ်စီနဲ့ခါပေါ့နော်ထိပ်စီနဲ့ခါကိုကျွန်တော်တို့ဒါလှည့်နော်8ကထိပ်စီနိုင်လို့3ကလည်းထိပ်စီနိုင်ပါတယ်ပေါ့နော်အဲ့ဒီထဲမှာကျွန်တော်ဒီမှာတစ်ချက် ပေါ့နော်လေးပင်မြောက်ဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်ဒီတစ်ပတ်မှာပြီးခဲ့တဲ့ပတ်ကကျွန်တော်တို့ဒီအခွပေါ့နော်အခွအဲ့ဒီအပူအခွတွေစင်းမိတိုင်းမှာကျွန်တော်တို့ပြန်ပြီးတော့ကြည့်ကြည့်လိုက်နော်ကျွန်တော်တို့နောက်တစ်ပွဲကြာလို့ရှိရင်အဲ့ဒီကနန်းနေဟာကျွန်တော်တို့ဒီတလုံးပိုင်းပြန်ပြီးတော့ပေးနေတာလေးကိုကျွန်တော်တို့ဒီနှစ်တိုင်အတော်အတွင်းမှာပြန်တွေ့နေရတာဖြစ်တဲ့အတွက်ကြောင့်မလို့နော်အဲဒါကြောင့်မလို့ကျွန်တော်ဒီ ဒီထဲမှာဆိုလို့စင်တော့ကျွန်တော်ဒီ၅တလုံးကတော့ဒါပြန်ပေးနိုင်မလားဆိုတာလေးကိုတော့ကျွန်တော်ဒီထဲမှာနည်းနည်းစဉ်းစားထားတယ်ပေါ့နော်အဲဒါကြောင့်မလို့ကျွန်တော်ခဏထုတ်တဲ့နေရာမှာတော့ကျွန်တော်ဒီအဓိကထားမှာကတော့နော်အဓိကထားမှာတော့ကျွန်တော်ဒီသုံးလုံးပေါင်းခြင်းဒီဟာဒီမှာကျွန်တော်တို့နော်ငါနော်ဟာဒီသုံးလုံးပေါင်းခြင်းဒီ၈အဲ့ဒီ၈တလုံးပိုင်းနဲ့နော်ဟာဒီကကျွန်တော်တို့၆ နောက်ပိတ်နဲ့နော်ရှစ်တလုံးပိုင်းနဲ့6နောက်ပိတ်နဲ့ဟိုကျွန်တော်တို့ဒါအတွဲလေးတွေထုတ်မယ်အဲ့တော့ရှစ်ကိုခါထားမယ်၃ကိုထိစီထားမယ်နော်၃ရဲ့ပါဝါ၈ဆိုတော့လည်းဖြစ်နိုင်လို့နော်၈ရဲ့ပါဝါ၃ဆိုတော့လည်းဖြစ်နိုင်တယ်ဒါကြောင့်မလို့ဒီ၃၈6နဲ့၈၃6ဆိုတဲ့ကဏ္ဍနှစ်ကွက်ကိုတော့ကျွန်တော်ကတော့ဒီနော်မိတ်ဆွေများကိုနော် ်မိန်အော်တစ်ခွက်နဲ့အရန်တစ်ခွက်ကိုကျွန်တော်ပေးစီခြင်းနဲ့နောက်ထပ်အရန်ကွက်လေးလေးကိုကျွန်တော်နောက်ထပ်အရန်ကွက်လေးအရန်ကွက်လေးကျွန်တော်နှစ်ကွက်လောက်တော့ထပ်ထည့်စီနေဗျာနော်လေးကွက်တော့အားလုံးလေးကွက်ဖြစ်မှာပေါ့နော်အဲ့တော့အရန်ကွက်နောက်ထပ်နှစ်ကွက်ကဘယ်လိုပုံစံနဲ့ထည့်မလဲဆိုတော့နော်အဲကျွန်တော်ဒီမှာနည်းနည်းလေးတွေးမြင်တဲ့ site လေးကတော်လေးကိုကောင်းတယ်ပေါ့နော်အားရလေးကတော့ကျွန်တော် ဘယ်လိုလဲဆိုတော့ဒီ5 6 6ဆိုရဲနော်အဲတကွက်ထက်ထဲမှာပေါ့ဗျာ5 6 6ဆိုရဲဘာဖြစ်လို့လဲဆိုတော့ तू ကပြီးခဲ့ပြီးခဲ့တဲ့ဒီ2 5 2လို့ထွက်ထားတယ်အဲ့ရတလုံးအညိနဲ့ပေါ့နော်တလုံးအညီနဲ့ကျွန်တော်ထထည့်တယ်ဗောနော်အဲ့တော့တနှက်စာမွေးကနန်းကိုကျွန်တော်တို့အဲထိုးကျင်နေဆိုလို့စင်တော့ကျွန်တော်ဒီထဲမှာတော့ကျွန်တော်ထည့်မရေးတော့ဘူးတနှက်စာမွေးကနန်းတင်လာတာကတော့ဒါဒီ 2 6ဆိုတဲ့ခဏတကွက်ပတ်လဲပေါ့နော်2 6ကိုပတ်လဲတနည်းစားကျွန်တော်မွေးကနန်းပေးထားတာရှိတယ်ပေါ့နော်အဲ့ဒါလေးလည်းမမေ့ကြနဲ့နော်ဟုတ်ပြီလားအဲ့ဒါမွေးကနန်းရှိတာဖြစ်တဲ့လေကျွန်တော်2 6တော့မထည့်တော့ဘူးနော်ဒီထဲမှာနောက်ထည့်ပြောပြီးသွားတယ်နော်2 6ကျန်နှစ်ကြိမ်မထိုးရတော့မှာဖြစ်ပါတယ်အဲ့တော့ဒီကျောင်းမိတ်ဆွေများအားလုံးပေါ့နော်ဒီဗီဒီယိုဖိုင်အရောမိတ်ဆွေတို့အတွက်ကို ဒါအကောင်းဆုံးဖြစ်မယ်လို့တော့ကျွန်တော်ယူဆထားတယ်ဒီ၄ခွက်ထဲကနေရောပေါက်ကနန်းဖြစ်မယ်လို့လည်းကျွန်တော်ယူဆထားတယ်ပေါ့နော်အလုံးပဲစိတ်နှစ်တက်မှထိုးပါနော်စိတ်နှစ်တက်မှထိုးပါစိတ်နှစ်တက်မှရှူပါနော်ဟုတ်ကဲ့ကျွန်တော်အတင်းလည်းမထိုးခိုင်းဘူးနော်အတင်းမထိုးခိုင်းဘူးဟုတ်ပြီလားမိမိစိတ်မိမိသဘောစမ်းနာပါမှာเนาะတနည်းကိုတေချာကြည့်ပါเนาะအဲ့တော့ကျွန်တော်ကိုယ်တိုင်ကလည်းလုပ်ဒီပြင်မစိတ်တွေဖြည်းစင်းနေပေါ့เนาะအလွယ်လွယ်မှားမှားတွေတင်တဲ့ခါကြမှာ ေးနည်းနည်းရေးတာတွေကတမျိုးဖြစ်တာတွေပေါ့နော်အဲ့ဒါလေးလည်းတွေ့ရတယ်ပေါ့နော်အဲ shape မှာကျွန်တော်တဖိုင်တင်ထားတာပေါ့နော်64 6လို့ရေးတာ464လို့ကျွန်တော်ရေးမိထားတယ်ဒါပေမဲ့အောက်မှာသူကဘာလို့တိတ်ထိခိုက်မှုမရှိဘူးအောက်နှစ်ပင်မှာပေါ့နော်ကျွန်တော်တို့အမှန်ပဲကျွန်တော်ယူထားတာဖြစ်တဲ့အတွက်ကြောင့်လို့ပေါ့နော် app view file တော့ကျွန်တော်ပြန်ပြီးတော့မဖြုတ်တော့ဘူးပေါ့နော်အဲ့တော့မန်နေရတော့တွေ့တယ်ပေါ့နော်မန်နေရတော့ပုံမှန်ထွက်စင်မှားနေတယ်လို့နော်ပြောထားတာရှိတယ်ဒါပေမဲ့လည်းကျွန်တော်ကတော့ ကျွန်တော်ဆိုင်နေကျွန်တော်ပေါ့ဗျာเนาะအဓိကကျွန်တော်ကဒီ ID 20ကိုကျွန်တော်သူလဲမှန်နေတာဖြစ်တဲ့တော့ကြောင့်မလို့ကျွန်တော် video file ကိုမဖြတ်တော့ဘူးပေါ့เนาะပြန်မတင်တော့ဘူးเนาะအဲ့တော့အစင်ပြေတဲ့နေရာပဲယူပေါ့เนาะကဲအားလုံးပဲကျွန်တော်ဒီမှာ၄ခွက်ကျွန်တော်ထုတ်ပေးလိုက်တယ်ဒါကတော့ဒုတိယ file မြောက် ဖြစ်သွားပါပြီပေါ့เนาะဒါဒုတိယမြောက် file မြောက်ဖြစ်သွားပါပြီအဲ့တော့ရက်နီးတယ်ဆိုလို့ဆိုရင်လည်းကျွန်တော်တေချာလေးတဲ့စစ်စစ်ပါအောင်ပေါ့เนาะ ရာချုပ်ွက်ရလို့ဆိုရင်ကျွန်တော်ထပ်ပြီးတော့တင်ပေးမယ်เนาะအဲ့တော့မွေးကနန်းလေးတေချာမွေးကနန်းလေးရှိတယ်ကလင်နာမှာပေါ့เนาะတွေ့ထားတာလေးဒီအဲ့လေးတွေကျွန်တော်လိုင်းမောင်မတင်ပေးခဲ့တဲ့အကွက်လေးတွေကျွန်တော်ထပ်ပြီးတော့ကျွန်တော်ချိန်မီကျွန်တော်ပြန်တင်